ကိုလိုတို့တရားရခိုင်တို့ပတ်စံရမယ်ပေးပယ်နဲ့1ဒေါ်လာပေနီယာနဲ့ဆိုရင်0.53ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေးပယ်အကောင့်မရှိတဲ့သူတွေဆိုရင်ပေနီယာနဲ့ပတ်စံထုတ်ပြီးတော့ပေနီယာအကောင့်လေးထဲကနေရရှိလာတဲ့ဒေါ်လာလေးတွေကိုကျွန်တော်စီမခေပေးဝေပေးတို့နဲ့မြန်မာငွေပြန်လဲလို့ရမှာဖြစ်ပါတယ် APP လေးကိုရယူမယ်ဆိုရင်ဖုန်းထဲမှာစီတဲ့ဝေပေးလေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ connect လုပ်ပေးထားရမှာဖြစ်ပါတယ် လီအွန်လိုင်းငွေစာနည်းတွေကိုအချိန်နဲ့တပြင်းပြင်းသိစီလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe ပါလိမ့်နှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိ like ပါကြည့်စုတော်လည်းရအောင်ပေါ့နော် โอเคကျွန်တော်အခုပြောပြပေးမယ် APP လေးကိုကိုလူတို့အနေနဲ့ရယူမယ်ဆိုရင်ဖုန်းထဲမှာစီဒဲဖူပေးလေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ connect လုပ်ပေးထားလိုက်ပါကျွန်တော်ပေးထားတဲ့ link ကနေတစ်ချေဝင်လိုက်ပြီးဆိုရင်ဒီ Play Store ထဲမှာပေါ့နော်ဒီ APP နေတဲ့ logo လေးကိုတင်ချကြည့်ပြီးတော့ install လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ install လုပ်ပြီးပြီမို့လို့ Play Store ပေါ်နေမှာဖြစ်ပါတယ်ဒီ APP လေးကိုကျွန်တော်တို့ရဲ့ဖုန်းစကွယ်လေးထက်ကိုရောက်စီလာပြီးဆိုရင် Google account တစ်ခုနဲ့ account ပြုလုပ်ပေးလိုက်ပါဒီညာလေးကိုရောက်စီလာမှာဖြစ်ပါ ါတယ်ပထမဆုံး invite နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပါ invite နေရာမှာကိုလူလူကကျွန်တော်ပေးထားတဲ့ကုန်လေးကိုဒီနေရာလေးမှာထည့်ပေးမယ်ဆိုရင်ဝယ်ချင်းမှာပဲ꽌လေးတွေရရှိလာမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ကုန်လေးကိုကိုလူလူအနေနဲ့ဒီလိုထည့်ပေးလိုက်ပြီးဆိုရင်ဒီတန်ပိနာကစမဲဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်မယ်ဆိုရင်ပေါ့နော်ဝယ်ချင်းမှာပဲ꽌လေးတွေကိုကိုလူလူအနေနဲ့ရရှိမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီမှာပေါ့နော်သူပေးထားတဲ့ဂဲလေးတွေကစားပေးရမှာဖြစ်ပါတယ်ဒီ play icon လေးကိုကျွန်တော်တို့တစ်ချိန်နှိပ်ပေးလိုက်ပေါ့ဒီမှာဆိုရင်သူပေးထား တဲ့ဂဲလေးတွေကိုကျွန်တော်တို့ကဒီတူညီတဲ့အခန်းကိုကျွန်တော်တို့ဒီလိုဆွေးပေးရမှာဖြစ်ပါတယ်အရက်ကိုလွယ်ကူတဲ့ပေါ့နော်ဒီကောင်လေးကိုအတုပ်ပြုမဲ့ဆိုရင်ကိုလူတို့အနေနဲ့ဖုတ်တမစီတဲ့ပူပေလေးကိုခတ်ထားမှသာဒီထဲကနေကြုံရလေးတွေကြည်ပြီးတော့ဒီမှာ coin လေးတွေအလွယ်တကူဝယ်ယူလို့ရမှာဖြစ်ပါတယ်အရက်ကိုအပေးကြဲတဲ့ပေါ့နော်ဒီမှာဆိုကျွန်တော်ကျွန်ညာတစ်ပုဒ်ကိုကြည်ပေးလိုက်မှာဖြစ်ပါတယ်ဒီကျွန်ညာလေးကိုကျွန်တော်ကြော်လိုက်မှာဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်တို့ကြောညာလေးတွေပြီးသွားတဲ့အခါမှာဆိုရင်ဒီမှာ꽌လေးတွေရယူဖို့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်ဒီအောက်ကနှိပ်ဆွေနေရာလေးကိုထပ်မံနှိပ်ပေးလိုက်ပေါ့ဒီမှာပေါ့နော်ကျွန်တော်တို့ကတူညီတဲ့အခန်းလေးတွေကိုဒီလိုဆွေပေးရုံနဲ့꽌လေးတွေဆောက်ဝေးလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်သူပေးထားတဲ့ parcel box လေးပေါ့နော်ဒီ parcel box လေးကိုကျွန်တော်တို့ကနှိပ်ပေးမဲ့ဆိုရင်လည်းဒီကြောညာလေးတွေကြည့်ပြီးတော့꽌လေးတွေရယူလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့တူညီတဲ့အခန်းလေးတွေကိုဒီလိုချပေးလိုက်မဲ့ဆိုရင်ဒီလို꽌လေးတွေရရှိလာမှာဖြစ်ပါတယ်ဒီမှာကြောညာ ပုတ်ကြည်ပေးလိုက်ရုံနဲ့ပေါ့နော်ဒီကွယ်လေးတွေကိုအလွယ်တကူကျွန်တော်တို့ဝယ်ယူလို့ရမှာဖြစ်ပါတယ်ဒီကလေးကြောင့်ညာမကြည့်ဘူးဆိုရင်ဒီကွယ်လေးတွေကကျွန်တော်တို့ရရှိလာမှာမဟုတ်ပါဘူးကြောင့်ညာကြည်ပေးမှသာဒီကွယ်လေးတွေကိုရရှိလာမှာဖြစ်ပါတယ်နေဆွယ်နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်အပြေကိုပြထွက်လိုက်မှာပေါ့နော်ဒီဒီမှာချစ်ကဲဆွယ်နေရာလေးပေါ့နော်ချစ်ကဲဆွယ်နေရာလေးကိုနှိပ်ပေးလိုက်ပြီးဆွယ်တနေ့တစ်ခါကွယ်လေးတွေကိုဝယ်ယူလို့ရမှာဖြစ်ပါတယ်ကြောင့်ညာလေးတွေကြည်ပြီးတော့တနေ့တစ်ခါကွယ်တစ်ခါဝယ်ယူလို့ရမှာဖြစ်ပါတယ်ဒီအောက်ကစပယ်ပိုစာလေးပေါ့နော်စပယ်ပိုစာလေးကိုနှိပ်ပေးလိုက်ပြီး ဆိုရင်ကျွန်တော်လေးတွေကိုကြည်ပြီးတော့ဒီမှာလှကီးစပယ်လေးတွေကိုကျွန်တော်တို့ကလှည့်ပြီးမှဆွဲ၊ကွိုင်းလေးတွေရာစီလာမှာဖြစ်ပါတယ်။ဒီအောက်ကကျွန်တော်တို့ဒီမှာပေါ့နော်ကတ်ဆွဲနေရလေးပေါ့နော်။ဒီကောက်လေးကဆွဲတယ်လည်းပဲကျွန်တော်တို့ဒီကြုံညာလေးတွေကြည်ပြီးယုံနဲ့ဒီကွိုင်းလေးတွေဝယ်ယူလို့ရမှာဖြစ်ပါတယ်။ဒီအောက်မှာဆွဲရင်လည်းပဲ reward နေရာလေးပေါ့နော်။ reward နေရာလေးကဆွဲရင်လည်းပဲကျွန်တော်တို့ဒီကြုံညာလေးတွေကြည်ပြီးယုံနဲ့ကွိုင်းလေးတွေဝယ်ယူလို့ရမှာဖြစ်ပါတယ်။တဲ့ evite flare လုံးမှဆွဲ evite နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဒီမှာဆွဲကျွန်တော်တို့က evite flare ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ကျွန်တော်တို့ရကိုပဲလ လေလေးကိုရယူမဲ့ဆိုရင်နှုတ်ဆွဲမှတ်စုလေးထဲမှာအမှတ်ပေးလိုက်မဲ့ဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လေလေးကရရှိလာမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကုတ်လေးပဲဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီထဲကနေရရှိလာရဲ့ quality တွေကိုပတ်စပ်ပြထုတ်မဲ့ဆိုရင်ကိုလူတို့အနေနဲ့ဒီမှာလူသေးဆွဲနေရလေးကိုတစ်ချင်နှိပ်ပေးလိုက်ပါဒီကောက်လေးကဆိုရင်ပေးပန်နဲ့လည်းပတ်စပ်ထုတ်လို့ရလို့ပေါ့နော်ပေနီယာနဲ့လည်းပတ်စပ်ထုတ်လို့ရမှာဖြစ်ပါတယ်ဒီမှာပေနီယာကိုကျွန်တော်တို့တစ်ချင်ရွေးလိုက်မဲ့ဆိုရင်ပေနီယာနဲ့လည်းကျွန်တော်တို့ပတ်စပ်ထုတ်လို့ရမှာဖြစ်ပါတယ်ပေနီယာနဲ့ပတ်စပ်ထုတ်မဲ့ဆိုရင်ဒီမှာ မှာ0.53ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်တို့ကပေးပယ်နေပဲပတ်စာထုတ်ချတဲ့ကိုလူလူအတွဲဆိုရင်ဒီမှာ1ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်တကယ်လို့ပေါ်တော့ကျွန်တော်တို့ကခရစ်တိုထုတ်ချတဲ့ဆွဲဒီမှာ USDT နေရာလေးကိုတစ်ချင်နှိပ်ပေးလိုက်ပေါ့ USDT နေရာလေးကျွန်တော်တို့ အဲကျွန်တော်တို့ထုံးမယ်ဆိုရယ်ပေါ့နော်ခွိုက်ပမာဏကဆိုရယ်ခွန်တိတ်လူမှာဖြစ်ပါတယ်ခွန်တိတ်ပြီးတာနဲ့ဒီထက်ကနေ USD လေးတွေကိုကျွန်တော်တို့ကဒီပတ်စံထုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီထက်ကနေပတ်စံထုံးမယ်ဆိုရယ်ပေါ့နော်ပေနီးယားပဲကျွန်တော်ကပတ်စံထုံးစီချင်းတယ်ပေါ့နော်ပေနီးယားနဲ့ကျွန်တော်တို့ကပတ်စံထုံးမယ်ဆိုရယ်05 3ဒေါ်လာကနေစတဲ့ထုံးလို့ရမှာဖြစ်တာကြောင့်မလို့အဆက်ပြေတယ်ပေါ့နော်ပေပယ်နဲ့ပတ်စံထုံးမယ်ဆိုရယ်ကိုလူတို့ကဒီပတ်စံပြထုံးရမှာဆိုရယ်အခက်ခဲတစုံတရာစီနိုင်တယ်ပေါ့နော်ဒါကြောင့် မလို့ကျွန်တော်တို့ကပတ်စံထုံးမဲ့ဆိုရင်ပင်ဒီယောက်ကိုပဲရွေးပြီးတော့ပတ်စံထုံးဖို့ကျွန်တော်ကအကြံပေးခြင်းပါတယ်ပတ်စံထုံးမဲ့ဆိုရင်လည်းပဲကျွန်တော်တို့ကဒီမှာအပေါ်မှာဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ quantity ပမာဏလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ရရှိထားတဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ်ဒီနေရာလေးမှာကျွန်တော်တို့က wallet ကိုအရင်ရွေးပေးရမှာပေါ့နော်ကျွန်တော်တို့ထုတ်ယူမဲ့ wallet ကိုတစ်ချက်ရွေးပေးပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ထုတ်ယူမဲ့အမောက်လေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ် okay ဒီမှာဆိုရင်ကျွန်တော်တို့ paper အနေနဲ့ကျွန်တော်တစ်ချက်ပြောမှာပေါ့နော် paper လေးကိုတစ်ချက်ထောက်လိုက်ပေါ့ paper နဲ့ ဆက်ထုတ်မဲ့ဆိုရင်1ဒေါ်လာကနေအနည်းဆုံးစတင်ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ quoi ပမာဏကဆိုရင်3000လို့မှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီ quoi ပမာဏက3000ပြည့်သွားတဲ့အခါမှာဆိုရင်ဒီထက်ကနေ1ဒေါ်လာစတင်ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ okay ဒီထက်ကနေကျွန်တော်တို့ကဒီ paper နဲ့မထုတ်ဘဲနဲ့ penia နဲ့ကျွန်တော်တို့ပတ်စံထုတ်မဲ့ဆိုရင်ဒီမအောင်မှာကျွန်တော်တို့ဒီ0.53ဒေါ်လာကနေစတင်ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ quoi ပမာဏကဆိုရင်ဒီမှာ1500လို့မှာဖြစ်ပါတယ်။ဒီအပေါ်မှာကျွန်တော်တို့ quoi 1500ပြည့်သွားတဲ့အခါမှာဆိုရင်ဒီအားက penia ီးယားကဆွေရပေါ်တော့0.53ဒေါ်လာကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်1ဒေါ်လာထုံးမဲ့ဆွေခွိုင်၃00လို့မှာဖြစ်ပါတယ်ဒီမှာဆွေကျွန်တော်တို့ထုတ်ယူလို့ရမယ့်ပမာဏလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်ဒီကြောင့်လေးကဆွေလောက100ရာခိုင်နှုန်းပေးပြီးတော့ပေါ်တော့ပတ်စံထုတ်ရမှာဆွေလည်းပဲကျွန်တော်တို့ရဲ့ပတ်စံအိတ်ထဲလေးကိုပေါ်တော့100ရာခိုင်နှုန်းပတ်စံဝေလာမယ့် APP လေးတစ်ခုဖြစ်တာကြောင့်မလို့ပြန်လဲမျှဝေပေးချစ်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီ APP လေးထဲကနေပတ်စံထုံနည်းနဲ့သူအသေးစိတ်ကိုလူတို့ကိုထမ်းမဲ့ပြောပြပေးသွားမှာဖြစ်ပ body